တာခီးတဲ့ကာရမတွေနှစ်ရက်ခီးကို9ရက်9ရက်10ရက်ကြာတယ်ဘသူပါပြောတယ်လဲဘသူကပါပြောတယ်တယောက်မှမပြောရဘူးအဲဦးဒီနော်တမ်းတော်ဂိတ်တင်ရဲဂိတ်တင်ဟိုအားတဲ့တပြား၆ကြားလေးကောက်တယ်။အစည်းကို၂000လုံးတော့စေနာကြီးလေးကောက်တစား။អော်လိုက်ကြတာ။អော်လိုက်ကြတာ။တင်းရင်မှုနဲ့အထက်တင်းရင်မှုဓာတုတွေပေးမယ်ဆိုရင်တဲ့။အိတ်တက်ဖွဲ့ဝင်စစ်တီကိုရရှိဘူးရရှိဘူး။ဒီ NLD တို့ PDF တို့စသဖြင့်တော်လိုင်းတက်ဖွဲ့တွေနဲ့ဆွေမျိုးသားချင်းဆက်နွယ်နေခြင်းရှိမရှိစစ်ဆေးပြီးမှဓာတုပေးရမယ်ဆိုတဲ့ ညွန်ကြားကကြောက်ဆောင်ကိုခွင်းဖို့ကြိုးစားတဲ့သဘောပဲ ိုင်းချရမြဘပြည်သူညကိုမော်ရမများအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ17ရက်နေ့ကျွန်တော်နေ့လည်းပိုင်းဗီဒီယိုတပိုးနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်သတင်းထုတ်သတင်းကောင်းများစွာရှိလာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါရယ်ကျွန်တော်တို့အယုံဆုံးနေနဲ့ဗီဒီယိုတွေမကြည့်ခင်မှာတော်လန်သတင်းတိုးလေးတွေကြည့်လဲရအောင်နော်ပထမအောင်ဆုံးသတင်းတပိုးအနေနဲ့ကတော့ ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘင်းအောင်တပ်မြို့စစ်တပ်ကြီးတိုက်ခိုက်ရေးတင်တန်းချောင်းကတခွဲမိုးတင်တန်းစင်တွေလိုက်ပါလာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကကိုးဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်တေဆုံးလာမှာရှေဦးကတခွဲမိုးတင်တန်းစင်ပြီးသားအသက်၁၄တွေဆိုပြမ People Defense Force တန်တောင်တောင်ရှိသူတူဝန်ပြမပြောဆိုထားဖြစ်ပါတယ်အဲ့ဒီစစ်စင်ရေးကိုတောင်ဝခရိုင်တပ်မဟာနဲ့တရင်ငါးလျောက်ခံ People Defense Force တန်တောင် MLB စစ်ကြောင်းနဲ့မာမေးတပ်ဖွဲ့တွေကနေပြီးတော့ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးပေါ့နော်စစ်ကောင်စီရဲ့တပ်ခွဲမှုဗိုလ်ကြီးပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုဝါဆိုတော့တော်လန်တပ်ဖွဲ့ဝင်ပြီးတော့ပြက်ရှင်းပြနိုင်ခဲ့တာပြီးတော့ဒီကောင်တွေဘယ်နေရောကျွန်တော်တော်လန်တပ်ဖွဲ့ဝင်နေပြီးတော့အမုံချိတ်တိုက်ခိုက်နေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့ကြားသိရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မွန်ပြည်နယ်မော်ရမြိုင်နဲ့တံဖြူစရာကာလမကြီးပေါ်မှာဇွန်လ17ရက်နေ့က တပွဲဖြစ်ပွားခဲ့လို့စစ်ကောင်စီတပ်တိခိုက်တေဆုံးမှုမြပြခဲ့ပြီးတော့မှယမန်ညမွန်တပ်မတော်မှလူဘိုတိုးလည်းကြာဆုံးခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာဆိုရင်အားသုံးစခန်းပါပြီးတော့မှတပွဲမှာတနအိခန့်ချမြင့်ခဲ့ပြီးအနီကတပွဲရင်ဆိုင်ခဲ့တဲ့တပွဲဖြစ်ပါတယ်။ယမန်ညတတော်ဘက်ကလုံးမှုရယူတက်ခိုက်ခဲ့ပြီးတော့မှရန်သူဘက်ကအများပြားတိကျတန်ရရှိမှုတွေများခဲ့တယ်လို့ဖော်ပြထားပြီးတော့မှတိခိုက်တေဆုံးမှုစီးရင်ကိုစုံစမ်းနေဆက်ဖြစ်တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာယမန်ညတတော်ဘက်ကလူဘိုတိုးလည်းကြာဆုံးခဲ့တယ်လို့ကျွန်တော်အတိအပြီးပြောဆိုထားတာပါနော်။ ခုဆိုရင်ကျွန်တော်ဒီယမညအတတော်ကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတက်ခတ်မှုတွေစတင်လွတ်ဆောင်နေတာပြီးတော့မွန်ပြည်နယ်မှာတပ်ပေါင်းစုတစ်ခုအနေနဲ့တည်ဆောက်ထားတဲ့ကျွန်တော်ယမညစစ်ကြောင်းဟာဆိုရင်တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေခုဆိုရင်တောင်ပိုင်းတိုင်းကနေပြီးတော့အပြည့်ရှင်းထိုးတဲ့နေရာမှာကျွန်တော်ကျွန်တော်တို့ကန်ယူပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့သူပူပေါင်းပြီးတော့မှသူတို့အနေနဲ့စည်းရုံးလှုပ်ရှားမှုတွေစတင်လွတ်ဆောင်နေတာပဲဖြစ်ပါတယ် ျွန်တော်တို့ဒီနေ့နေခင်မိတ်မှာပထမဆုံးအနေနဲ့ချက်မှာကတော့မနေ့ကအားလုံးကြားထားပြီးသားဖြစ်တဲ့စကောက်စီတဖို့တွေကြောက်ဖြူမျိုးတွေမှာလက်မကြီးမပေါ်မှာတို့ရဲ့အလောင်းတွေပေါ့နော်ပြန်ကျဲနေတယ်ဆိုတဲ့အကြောင်းတွေကိုရေဘော်ရှန်လေးနေပထမတေချာလေးရှင်းပြထားတာဖြစ်ပါတယ်ရေဘော်ရှန်လေးနေနဲ့အေရဲ့ဒီတက်ပွဲအောင်ပွဲတည်နေတဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လေးရအောင်နော်ရကံပြကြောက်ဖြူမျိုးနဲ့ MS 32 yes can တရင်အနည်းဆုံးခန်းစစ်ဖြစ်တဲ့ပြိုင်စစ်ကရွာအနီးမှာဂျမဖက်စစ်ခွေးတက်နဲ့အလကတက်တော် AA တိတိတိုက်ပွဲပင်းထန်တာဖြစ်ပွားခဲ့ပါတယ်အဲ့ဒီမှာဂျမဖက်စစ်ခွေးတက်ရဲ့ယာနဲ့ခြိတဲ့ရုပ်အလောင်းတွေဟာနေရာအနှံ့မှာပြန်ကျဲနေတယ်လို့ဒေတာကန်တွေကသတင်းပေးပို့ထားပါတယ်အများစုရုပ်အလောင်းတွေကကြောက်ဖြူမအီကတရလမ်းပေါ်မှာပြန်ကျဲနေတယ်ဖြစ်တဲ့အကြောင်းကိုသူကဆက်ပြီးတော့ပြောထားပါတယ်ပြိုင်စစ်ကရွာပဝင်းချင်းလေကွင်းတောင်သားရွာအလောင်းတွေအများကြီးပါတွေ့နေရတာကကတရလမ်းမှာဘေးမှာဂျမဖက်စစ် ခွေးတက်ရဲ့အလောင်းတွေ အများကြီးဖြစ်နေတာပါအလောင်းကောက်တဲ့သူမရှိဘူးခမန်းအလောင်းယာနဲ့ချီတယ်တိုက်ပွဲကလည်းပဲအရှိန်ပြင်းထန်နေတယ်အကြံဖက်စစ်ခွေးတက်အချင်းချင်းသူ့လူကူသူ့တော်မှပြန်မသွဲသွားတာကိုညင်တွေးခဲ့ရတဲ့ဒေတာခံကသတိပေးဖို့ထားတာဖြစ်ပါတယ်ဒဏ်ရာရတဲ့သူတွေကိုတော့မပယ်ဘဲနဲ့မသိမရှင်းဖြစ်နေတဲ့ကောင်းကြီးအများအပြားဒီတိုင်းပဲ ထားခဲ့ပြီးတော့ကိုလိုရောခွေးပြွက်ပြေးပြေးလီရပါကြောင်းတိကျခိုင်မာတဲ့သတင်းအရှင်မြေကစုပါတယ်။အကြံကေမှာကျွန်တော်တို့အရခမြေပေါ်မှာအကြံဖက်စစ်ခွေးတက်သေးကြပေါ့ဒူးထောက်အရှုံးပေးရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲအခုလိုအချိန်ဒီမျိုးတွေမှာကြီးကြီးပြင်းအနေနဲ့မင်းအောင်လှိုင်းပြေးခဲ့တဲ့ဂတိပေါ်မှာ ူဘယ်လိုမျိုးတုံ့ပြန်လဲဆိုတာကိုကျွန်တော်တို့အားလုံးကစိတ်ဝင်စားရှိနေကြပါတယ်ဟုတ်ပြီပြီးရဖေဗိုင်လာလောက်ကုန်ပိုင်းမှာလည်းပဲကြောက်ပြူညဝတီရေတဲ့စကန်အနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်အမှတ်32တရင်မှာကျွန်တော်ဖတ်စစ်ခွေးတက်တွေ့ရဒါပြိုင်စစ်ခေချွာကအလေတန်းစတင်ကြောင်းနဲ့ဖုံးကြီးကြောင်းနေမှာဝင်ရောက်တက်ဆွဲပြီးတော့အင်အား300ဝင်းကျင်လောက်ရှိပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာကျွန်တော်ဖတ်စစ်ခွေးတက်ကလေကြောင်းရောဒရုန်းစစ်စင်ရေးတွေရောရေကြောင်းကနေပြီးတော့ဒါလက်နက်ကြီးပစ်ကူပေးမှုထွေရောကျွန်တော်တို့ ဒါအရခယတပီသူတွေကိုနေ့စဉ်ဘုံကျဲတက်ဖြတ်နေတဲ့တိုက်ပွဲကအလွန်အင်တန်ပြင်းထန်နေတဲ့အကြောင်းကိုလက်ရှိအချိန်မှာမြင်တွေ့နေရတာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲမှာလည်းပဲအထူးအကဲအများဆုံးဖြစ်နေတဲ့အတွက်နဗီစသင်းမောနှစ်စင်းနဲ့ကြောက်ဖြူကိုစစ်ကူတွေပေးပို့ပြီးတော့ခုခံဖို့ကိုသူတို့တွေအပြင်းထန်စူးစမ်းနေကြပါ ဒီမှာရေဘော်ချန်လေးပြောထားသလိုပဲပေါ့နော်စစ်ကောင်စီအနေနဲ့ကတော့ဒီကြောက်ဖြစ်မျိုးမချရဲ့အတွက်ကြည်ရည်လေးတုံးပြီးတော့မှအေထားနေပြီးတော့မှခုခံစစ်အနေနဲ့စတင်လွှတ်ဆောင်နေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားတာဖြစ်ပြီးတော့မှတစ်ဖက်မှာကျွန်တော်တို့အေအန်နေနဲ့စစ်ကောင်စီထုတ်ပေါ်မှုတွေကိုအခုဆိုရင်အပြည့်ရှင်းထုတ်တက်ခိုင်းနေတာပဲဖြစ်ပါတယ်အလောင်းတွေတောင်းမှာပေါ့နော်မတဲထုတ်နိုင်တော့ဘဲနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကတော့ခိုးပြေဝပြေနဲ့တပေးသွားကြတဲ့လို့တည်ရတာဖြစ်ပြီးတော့မှကြောက်ဖြစ်မျိုးတွေမှာရှိတဲ့သူတို့ရဲ့အထူးစီးပွားရေးဆောင်ကတရုတ်နိုင်ငံသားတွေဟာဆိုရင်လည်းကျွန်တော်တို့ရန်ကုန်မြို့ကိုတပေးသွားကြတာပဲဖြစ်ပါတယ်ဒီချိန်မှာတရုတ်နိုင်ငံအနေနဲ့ ဘယ်ဘက်ကိုရက်တည်မလဲဆိုတော့အဲ့ကိုတိုင်ကိုကြအများဆုံးပေါ့နော်ဆုံးဖြတ်ဖို့လိုရနေတာဖြစ်ပြီးတော့သူတို့တွေနဲ့ဒီတိုင်းစစ်ကောင်စီကိုဆက်လက်ပြီးတော့ထောက်ခံနေဦးမယ်ဆိုတော့ကျွန်တော်အေးအေးနေနဲ့ဘယ်လိုမျိုးတွေဆက်လက်ပြီးတော့လှုပ်ဆောင်သွားမလဲဆိုတော့ဆောင်ကြည့်ဖို့ခေါ်နေတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မဲဆိုင်တာချိလိုက်တရားပေါ်မှာကုချိုးရှာပြီးတော့မှလူပါဝါနေကြတဲ့အလောက်အကအရာရှိတွေကြောင့်တင်ဆက်ထားတဲ့တင်လေကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့ပြည်သူ့ကြကပြည်သူ့စကားအစီအစဉ်အနေနဲ့ တချီလေးမြို့နယ်ကပြည်သူတို့ရေးသားပြဖို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်။ချမ်းမြင့်နယ်အရှေ့ပိုင်းတချီလေးမြို့ကပြည်သူတို့ပါ။ဒေါနာတီဗီမဲဆိုင်တချီလေးတရာကလောဘကတွေလူပါဝတာတဖြည်းဖြည်းလွန်လာပြီးထင်ပါတယ်။ဟိုးရင်ကတရာကူလက်မှတ်လို့ရင်စက်တထောင်ဆိုပြီးပြီ။အခုကစက်တထောင်အပြင်ဓာတ်ပုံရိုက်ခါဆိုပြီးဘတ်20တောင်းနေ။လူသစ်ဆိုစည်ရင်သွင်းကဘတ်100အတင်းတောင်းနေ။အဲ့လောက်ထိငတ်တဲ့လောဘကတခါမှမမြင်ဘူး။ အောက်မှာတောင်းယုံနေမပြီးဘူးတရားပေါ်ရောက်တော့အထွတ်တစိတ်တုံးထူတဲ့နေရာမှာတခါစည်ရင်သိင်္ဂါဆိုပြီးဘတ်တရားထပ်တောင်းနေမဲဆိုင်တော့မရောက်သေးဘူးဘတ်နေရာကုန်သွားတယ်စည်ရင်သိင်္ဂါကနိုင်ငံတော်ကမရရှိပဲသူတို့ပဲယူကြတာပါဒါကြောင့်မဲဆိုင်တရားကလာဝတ်ကတွေကိုကျိုးအတွက်ပတ်ဆံရှာနေကြတာကိုအများကသိအောင်ပြောပြပေးပါလို့စာရေးသားပေးဖို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါ်လာရဲ့ပြည်သူကြကပြည်သူစကားအစီအစဉ်မှာ နစ်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ကျင်နေဆိုရင်ချက်ပေါက်ကနေတစဉ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ရင်ဖွင့်ကျင်တဲ့အကြောင်းအရာတွေကိုလည်းလွတ်လပ်စွာပေးပို့နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကပေါက်ကြားမှုမရှိအောင်လှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ကဲဒါတော့ဗောနာကျတော်တို့ထိုင်းနိုင်ငံဘက်ကိုကူးမယ်ဆိုရင်တော့ဒီဖြဲရတဲ့ message တာချိလိုက်တရားပေါ်ကစစ်ကောင်စီရဲ့လက်ဝကအရာရှိတွေဆိုရင်တော့ ဒီလိုဘောကပြတော့မှာပြတူရီစီကနေပြတော့မှာဝင်းရဲတောင်းခံနေတယ်ဆိုတဲ့အကြောင်းလေးပါကျွန်တော်ကြားသိရတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအဲ့လိုမျိုးလဝကရိုးမှရှိတယ်ပေါ့နော်ဒီနတ်စီရီယံဘွန်တန်တွေဟာဆိုတော့တကယ့်ကိုဒီဝေဝင်ပေါက်လွယ်လွယ်ရနေတာပြတော့မှာစကောင်စီနေတယ်လဲဒါတွေကိုတည်ဝင်ခုတ်ပြုတ်ထားတာပဲဖြစ်ပါတယ်ပြတူရီဘက်ကနေပြတော့မှာလုံးဝကိုနာကြီးနေကြတယ်မလို့စကောင်စီနဲ့သူဘူးတွေ့ပြတော့မှာလွတ်ဆောင်နေကြတဲ့ဝင်းသားတွေဟာဆိုတော့ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့တော်တော်လေးကိုစဉ်းစားဖို့ခေါ်နေတာပဲဖြစ်ပါတယ်ပြတူရီကိုထိတယ်ပေါ့နော်စကောင်စီနဲ့ ဒီမကင်းသူမှတမရဆိုတော့ကျွန်တော်တို့တော်လံပီသူတွေရဲ့ရန်သူပဲဆိုတာကျွန်တော်တို့အခုဆိုရင်တရားလေးကိုမြင်လိုက်ရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အရေးချုံပုံကတော့နေပြီးတော့မှစစ်ကြောရေးရောက်နေတဲ့ဇော်ဘင်းကိုအခုချိန်ထိပြန်လို့ပေးသေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးခြေကွဲလာမလဲဆိုတာပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်တော့နားထောင်ကြည့်လိုက်ရအောင်နော်။ဦးစင်းတော်ကကိုဇော်ဖုန်းဒီနိုင်ငံရေးပုံမှန်နဲ့ညီဆွေးနဲ့နိုင်ငံရေးပုံမှန်နဲ့တခုတခုဆိုတော့ဦးစင်းတော်အနေနဲ့ကမေတ္တာရခံပေးဖို့ကတောင်းမရှိဥမာပါလူကြီးတွေကိုဆဲတဲ့အားမျိုး ူကြီးတွေကိုဆဲတဲ့ဟာမျိုးဆိုဦးဇင်းတို့ကမေတ္တာခံစားမေတ္တာရက်ခံစားရေးပြီးတော့တော့ဦးဇင်းတို့ကအစင်းနေမှာပဲနော်ဒါတွေဥမာဘုနိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဦးဇင်းတို့ကဒါပြောပြီးတော့လူကြီးတွေကိုမေတ္တာရက်ခံစားရေးပြီးတော့အစင်းနေမဲ့ဦးဇင်းတို့အနေနဲ့ကနော်အစင်းနေမဲ့အဲ့လိုမျိုးကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့ကတို့တို့ကမေတ္တာရက်ခံစားရေးလို့ရှိရင်ကျုပ်တို့ကဘယ်သူရေးမလဲအဲ့ဒါဆိုရင်ရေးချင်တဲ့လူရှိရင်လာကြဦးဇင်းဌာနဆိုင်ရာတွေစာတင်ပေးမယ်ကျောင်းနေတာစာတင်ပေးမယ်အဲ့တော့ဦးဇင်းတို့ကဘာမှမတိရသေးဘူးလေ ကိုတိတဲ့အရာကလည်းနောက်ွယ်ကဥမာဥစဉ်ဥမာဆိုကြပါဗျာဂိတ်တွေအကြောင်းချန်ပီယံနဲ့မြောက်ပန်းရနေလာတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတစ်ခါဥစဉ်ဂိတ်တကယ်အကြောင်းဥစဉ်တရင်ပေးလို့អော်လိုက်တယ်អော်လိုက်တယ်អော်လိုက်တော့တရင်ကဒုံးကလေးမှားပါတယ်ဥစဉ်ကကန်ကောင်းလို့ရင်းမယူခံရတာဘာမှသွားလဲအဲ့ဥစဉ်ကိုတရင်ပေးတဲ့သူကိုယ်တိုင်ကကလင်းငါးစီးထောင်လာတာသူကမဟုတ်ကဟုတ်ကပစ္စည်းတွေတင်းလာတာလေတင်းလာတော့စစ်စစ်တော့ဖမ်းတယ်လေ ဖမ်းတော့ဗျာသူကတို့လိုဘုကညဖမ်းတော့ကကြာဒီလိုဂိတ်ဒီမှာဘာဖမ်းလဲဆိုပြီးမှဖမ်းတဲ့လူနာမည်ကျုပ်ကအော်ချလိုက်တယ်။ဥပဒေနဲ့မလွတ်ကင်းတဲ့ပစ္စည်းတစ်ခုကိုတင်းလာပြီဆိုရင်နောက်ကတော့စစ်စစ်ရမှာဖမ်းရမှာဂိတ်တည်းရဲ့အလုပ်လေခင်ဗျာကဲဒီကနေဗျာကျုပ်တို့ရွှေဘိုဘက်ကနေခင်ဗျာဖားကန်တို့မူဆဲဖားကန်တို့ဘက်ကိုသွားမယ်။နော်ဖားကန်တို့ဘက်ကိုသွားမယ်။အဲ့ဘက်ဒီဘက်သွားကြမယ်။အဲ့ဒီကတာဘက်တို့ကိုသွားမယ်။ ဖားပါမြေကြီးနားဖားကမယ်ပြောတော့မယ်အဲ့ဘက်ကလုပ်ငန်းအကောင်းဆုံးဆိုတော့နော်မော်ရဲအဲ့ဘက်ဒီသွားမယ်မော်ရဲဘက်ဒီခင်ဗျအဲ့လမ်းတဲ့တဲ့ကိုသွားလို့ရတယ်ဒါပေမဲ့ PDF ကသွားမခံဘူးလမ်းကူပြီးမှသွားခံတယ်တကယ်ထဲသွားမယ်ဟောင်းလေးညာရေခရီးသွားခံရတယ်ပေါ့ PDF တွေအဲ့လမ်းမှာသမင်းရောင်းတယ်အဲ့ gate တွေမှာမောင်သားစာဖွင့်ထားတယ်အဲ့ gate တွေကနေပတ်စံကောက်တယ်ကာခရီးတဲ့ကာရမတွေနှစ်ရက်ခရီးကို၅ရက်၇ရက်၈ရက်ကြာတယ်ဘယ်သူပါပြောတယ်လဲဘယ်သူကပါပြောလဲတယောက်မှမပြောရဲဘူး အဲဥဒင်းတော်တိုင်မလို့ဂိတ်တွေရဲဂိတ်တွေဟိုပါတဲ့တပြား၆ပြားလေးကောက်တယ်တစ်စီးကို၂000လုံးတော့စေနာကြီးလေးကောက်တယ်ဆိုတာအော်လိုက်ကြတာအော်လိုက်ကြတာအော်ရမှာပဲလေနော်တခါတလေနိုင်ငံရေးမှာတိုက်ဆိုင်နေဆိုတာမရှိဘူးနော်အဲ့တော့ဥဇော်ဖိုးရင်ဒီဥစင်းတို့ပုံမှန်ထွက်လာတဲ့ရုံထွက်လာတဲ့အခါမှာဥစင်းတို့ဒီအရောက်ကြည့်မယ်ကြည့်ပြီးတော့ဥစင်းတို့ကမေတ္တာရက်ခံလို့ရတဲ့အရာဆိုဥစင်းတို့ရက်မေတ္တာရက်ခံပြီးမယ်အဲ့တော့ကြံတဲ့ပုံဖြစ်နေအပြင်ကပုံမှန်ရင်းနေဆိုဥစင်းတို့ဘလို့တာဝန်ယူရမှာလဲဘလို့လုတ်ပေးရမှာလဲအမြင်ကပုံမှန်နေဆိုဥစင်းတို့မှလုတ်လို့မရအောင်တော့ အဲ့ကိုမတိတဲ့အရာတွေရှိသေးတယ်လေဘခုတော့တော့ဗောနာဒီဇော်ဝင်းကိုပြန်လို့မဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှသူကိုယ်တိုင်တောင်မှအာမမခံရဲဘူးဆိုပြီးတော့မှပြောဆိုထားဖြစ်တယ်တအားကြီးချပြဘုံမတွေကတော့ သူတို့ချင်းချင်းတောင်းပါဘောနော်ပြန်မကူညီပေးတဲ့ဖြင့်ခုဆိုရင်နောက်ောက်ချပြတော့မှသူတို့ဘယ်လိုမျိုးဒုက္ခဆေးရောက်မလဲဆိုတာကိုစောင့်ကြည့်နေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့တာဖြစ်တယ်ဇောဝင်းရဆိုတော့ကျွန်တော်မြို့လိုင်းကိုဆဲတဲ့အမှုတွေဖြစ်ပါဘောနော်ဒီတကူထုံးမှုတွေဝတ်တော့ကားစီးတယ်ပြီးတော့မှကျန်တဲ့ဒီလိုင်းစင်းမဲ့ရင်တွေဖြင့်မြို့များစွာသောပြမှုတွေကျူးလွန်ထားတာမို့လို့ဒီကောင်တွေဟာဆိုတော့အနည်းဆုံးထောင်ဒဏ်10နှစ်ကြာခံမယ်ဆိုပြီးတော့မှကျွန်တော်တတင်းတွေထုတ်ပေါ်နေတာပဲဖြစ်ပါတယ်လောလောဆယ်ဒီမန္တလေးစစ်ကြောရေးမှာရောက်နေတယ်လို့တတင်းထုတ်ပေါ်နေတာဖြစ်ပြီးတော့မှဘုံမရကွာနေပြီးတော့မှသူတို့ချင်းတောင် မှပေါ့နော်ဒီဝေစုမတဲ့ရခါနဲ့ပြတော့ဖြစ်ပေါ်လာတဲ့အချင်းကိစ္စတွေအရဆိုတော့အခုဆိုရင်တဖြည်းဖြည်းကြီးထွားလာတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါတာစဘောမကနေပြတော့မှမြန်မာနိုင်ငံမှာအာနာရှင်စစ်ကဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောကြားထားတဲ့အရာလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ချေလဲရအောင်နော်။1988ခုနှစ်မှာဒါစူပူအုံကြောင်းမှုတွေဖြစ်ပေါ်လာပြီးနောက်ပိုင်းမှာမာဆာလာပါတီကတာဆာညာအဖြစ်နဲ့ဒီဒီချေခံတယ်အဲအဲ့အဲ့အချိန်မှာ NLD ပါတီပေါ်လာတယ်ပေါ့နော်တခြားပါတီအသေးလေးလည်းဘောဘောခဲ့တာရှိပါတယ်ဒါပေမဲ့အဲ့အချိန်မှာရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာရွေးကောက်ပွဲရလက်ဆိုပြီးတော့ NLD ပါတီကသူအနိုင်ရရှိခဲ့ဆိုပြီးတော့တောင်းခံခဲ့တယ်။ဒါပေမဲ့အဲ့ချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေမှာနိုင်ငံမှာမရှိသေးပဲနဲ့အာဏာလွှဲလို့ကမရအောင်ဒါကြောင့်အဲ့ဒီအချိန်မှာတောင်းဝင်ယူထားတဲ့ဗိုလ်ချုပ်မွေးစောမောင်အစိုးရကလား NLD ပါတီကိုဖိတ်ခေါ်တယ်။ငါတို့အတူတူဖွဲ့စည်းပုံအခြေခံဥပဒေပေါ့နော်။ constitution ကိုရွေးဆဲကြမယ်ဆိုတဲ့အချိန်မှာ NLD ပါတီဟာ ဝင်ရောက်ပြီးရေးဆွဲခြင်းကိုမပြုတ်ခဲ့ဘူးရွေးကောက်ပွဲရလဒ်ကိုပဲတောင်းတယ်တကယ်တမ်းကျလို့ရှိရင် constitution ဆိုတာမရှိဘဲနဲ့ဘယ်သူကသမ္မတဖြစ်မယ်ဘယ်သူကဝန်ကြီးချုပ်ဖြစ်မယ်တိုင်းဒေသတွေဘယ်လိုဖွဲ့စည်းမယ်အာဏာဘယ်လိုခွဲဝေမယ်ဆိုတာဘယ်လိုဆုံးဖြတ်မလဲရော့အင်အာဏာယူလိုက်ဆိုပြီးတော့ယူလို့မှမရတာပေးလိုက်လို့မှမရတာအဲ့တော့ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံဟာ social လမ်းစဉ်တပ်ပါတီခေတ်ကနေပါတီစုံခေတ်ကိုကူးပြောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ပါတီစုံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ဖွဲ့စည်းပုံအခြေခံတဲ့ဥပဒေကိုအတူတူက တိုင်းသားတွေကပါတီတွေကစစ်တပ်ကတူတူကရေးဆွဲပြီးမှသာလေအာဏာလွှဲပြောင်းပေးလို့ရမှာဖြစ်ပါတယ်ဒါပေမဲ့ NLD ပါတီကတော့လုံးဝလက်မခံခဲ့ပဲနဲ့ရွေးကောက်ပွဲရလဲဆိုတော့ပဲအချိန်ချင်းတောင်းဆိုနေခဲ့တဲ့အတွက်ကြောင့်မလို့အမျိုးသားညီလာခံပြုလုပ်ဖို့အချိန်ချင်းကြိုးစားပြီးတော့အချိန်ချင်းပြည့်ပြည့်သွားရပါတယ်ဒီနေရာမှာဘုချုပ်စောမအောင်အနာယူသွားပြီးဘုချုပ်မွေးတန်းရွှေ့တက်လာတယ်သူလည်းအဲအမျိုးသားညီလာခံကိုကျင့်ပဖို့ကြိုးစားတယ်ဒီလိုနဲ့ပဲဒါနောက်ပိုင်းကျတော့အတူတကွဒါဒီနိုင်ငံကိုတိဆောက်ရေးဆိုတဲ့မိုးနဲ့မသွားတော့ပဲနဲ့အဲနာဝတာကနေပြီးတော့နာယကအဖြစ်နဲ့ပြောင်းလဲပြီးတော့တက်မတော်ကသူ့ဘာသာသူသွားနေတယ်ပေါ့နော်ဒီလိုနဲ့ပဲ2010အထိကိုပေါ့အမျိုးသားညီလာခံ အအကြာကြီးကိုသူတို့ကအချိန်ဆွဲပြီးကျင်းပသွားပြီးတော့ဗိုလ်ချုပ်မှုကြီးတက်ရွှေရလည်းနေပြီးတော့တိဆောက်တယ်။နောက်ဆုံး2008မှာစာအုပ်အဆင့်ကိုပြဋ္ဌာန်းပြီးတော့ဒါသူကနောက်ဆုံးဦးသိန်းကြီးစေရုံကိုသူကအာဏာဆက်ပြောင်းသွားတယ်ပေါ့။အဲဒါအဲ့ဒီအချိန်မှာ16နှစ်လုံးလုံးဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘဲနဲ့အုပ်ချုပ်သွားရဆိုတော့ကျွန်တော်သိရှိရမှာဖြစ်ပါတယ်။ခုလက်ရှိအချိန်မှာတော့ကျွန်တော်ဖွဲ့စည်းပုံအခြေခံဥပဒေမဖျက်သိမ်းထားဘူး။ဖွဲ့စည်းပုံအခြေခံဥပဒေရရှိတယ်။ သူပြောချင်တဲ့ပုံစံရတော့ပါနော်ကျတော့ NLA ကနေပြီးတော့မှငေါမာခဲလို့ခုလိုမျိုးနိုင်ငံရဲ့အကျိုးစစ်တွေပြည်သူတွေကနေပြီးတော့မှခန်းဆားနေရတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်တယ်။ဘလိုပဲပြောပြောကျတော့ခက်ဆက်ဆဲအာဏာရှင်တွေကြောင့်ကျတော့တိုင်းပြည်မှာဆိုရင်တော့မြို့မြတ်ဆက်တော့ပြည်သူတွေရဲ့ဒီအိုးအိမ်တွေဆုံးရှုံးခဲ့တာဖြစ်ပြီးတော့မှသူတို့ရဲ့တင်းထဲတဲ့ပေါ့နော်။အကျိုးခန်းဆားခွင့်တွေလည်းကျတော့နေနဲ့လည်းခဲရတာပဲဖြစ်ပါတယ်။အခုဆိုတော့စစ်ကောင်စီအနေနဲ့တိုင်းပြည်တော်ဝန်ဒီပွားကိုရောင်းချခဲ့ပြီးပြီမလို့ နောက်ထပ်ပေါ့နော်ဒီလာမဲ့ကျွန်တော်တို့ဒီတဘောဝတန်စာသဖြစ်စည်းတွေနဲ့အဒီဘူတန်ဖြစ်စည်းတွေအရဆိုတော့ဒီရုရှားလက်ထက်ကိုထိုးကျွေးခဲ့တာပဲဖြစ်ပါတယ်သူတို့အနာတီပြဖို့ဆိုတော့စူးစမ်းနေကြတဲ့စစ်ကောင်စီနေနဲ့ကတော့ဒီအောက်ချိန်မှာရှိနေတဲ့သူတို့ဒီဘောမလော်ဘီတွေကိုစစ်လက်အယုံသွင်းဝါရဖြန့်ပြောဆိုနေတာဘလို့ဒီကောင်တွေပဲချင်းထီးပေါ့နော်စစ်ကောင်စီကိုထောက်ခံနေမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီကောင်ပြောတဲ့စကားနဲ့ပဲပြီတော့မှကြီးစုနေကြတဲ့မြေဝပြည်သူတွေဘက်ကနေပြီတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပြခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့စက်ကောင်စီရဲ့ Fisher Anderson စနစ်ဒီပြတ်တုံးနေရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီးတော့မှဘူဂျီနေမျိုးစဉ်ရဲ့တုံသက်ချက်လေးပဲဖြစ်ပါတယ်။ဘူဂျီနေမျိုးစဉ်ပြောစကားလေးတွတ်တွတ်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။လီနေမရှိတော့တဲ့အကြောင်းမလို့နှစ်ပေါင်း30ကျော်ကလီနေထုတ်သုံးလာရတယ်။လီနေတစည်းတစည်းပြတ်ကျလာပြီးလေးတက်ဟာအင်အားချိနဲ့ပြိုကွဲနေပြီဆိုတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်။အဲ့တော့သူအားကိုအားထားအရှိဆုံးလီတက်အင်အားချိနဲ့နေပြီဆိုမှတော့မယောင်လာဟာရေရှည်တောက်ခံနိုင်မှာမဟုတ်ဘူး။ဒီကြားထဲမှာပဲတန်တမန်ရေးရရနော်။ဒီကုလသမဂ္ဂတို့ဘာတို့မှအထီး အာဆီယံအထူးကိုယ်စားလှယ်ကအာဒီဒီကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကမင်းအွန်လိုင်းကိုမတရားဖန်ဆီးချုပ်နှောင်ထားတဲ့လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်တမတားကြီးဦးမြင့်အပါဝင်အကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့ဆိုတဲ့တောင်းဆိုချက်ကုလသမဂ္ဂအစီအမြင့်မှာတရားဝင်ထုတ်ပြန်လာတာဟာလေမင်းအွန်လိုင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။သူမတရားလုပ်ထားတာကိုကဘာကြီးကသိနေတယ်။ကဘာကြီးကတောင်းဆိုလာတဲ့တရားမျှတမှုပေါ်ဆောင်ပေးဖို့ဆောင်ရွက်ချက်ကိုသူမလုပ်ဘူးဆိုရင် ILO Article 33အပါအဝင်ကုလသမဂ္ဂကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီမကြခင်မှာ action you ရေးယူလာနိုင်နေဆိုတဲ့အနေထားကလည်းမေအောင်လိုင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။သူ့နောက်မှာဘလောက်ပဲရုရှားတို့တရုတ်တို့စတဲ့မိစ္ဆာနိုင်ငံတွေကရက်ဒီကာကွယ်ပေးနေစေကမူသူ့အတွက်အင်အားဟာပြုတ်လျော့ပါတယ်။ဒါနှစ်ခုမြောက်မေအောင်လိုင်းအတွက်ပြုတ်ကွက်ဖို့အခြေအနေပါ။အနောက်ဆုံးအခြေအနေကတော့ကျွန်တော်ခေါင်းစဉ်လေးတင်ထားတဲ့အတိုင်းပါပဲ။ဘလောက်အင်အားကြီးမားတဲ့ရေလိုင်းကြီးဖြစ်နေပါစေကြောက်ဆောင်ကိုမကျော်လွှားနိုင်ပါဘူး။ကြောက်ဆောင်ကိုမထွန်းဖောက်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ရေလိုင်းကသူ့မှာဒုနဲ့ဒဲနဲ့အလုံးရင်းနဲ့နောက်ွယ်ကတွန်းလိုက်တဲ့အားကြောင့်လိုင်းကြီးဖြစ်ကမ်းနောက်ကိုသာပြေးဆောင်လာနိုင်ပါလိမ့်မယ်။ ါပေမဲ့ကြောက်ဆောင်တပွဲခိုင်ခန့်တဲ့ကန်းနာကကြောက်တောင်ကြီးကိုတော့သူဘလို့မှကြီးလိုက်ကမထွန်းဖောက်နိုင်ဘူးသူဖြန့်ကွဲသွားတာတဲ့ဘောပါပဲခုမင်းအောင်လိုက်နောက်ဆုံးထုတ်ပြန်လိုက်တဲ့တယင်းမှုနဲ့အထက်တယင်းမှုဂျာဒူတွေပေးမယ်ဆိုရင်တဲ့အိတ်တက်ဖွဲ့ဝင်စစ်တီကိုအရာရှိကိုအရာရှိကိုဒီ NLD တို့ PDF တို့စသဖြင့်တော်လိုင်းတက်ဖွဲ့တွေနဲ့ဆွေမျိုးသားချင်းဆက်နွယ်နေချင်းရှိမရှိစစ်ဆေးပြီးမှဂျာဒူပေးရမယ်ဆိုတဲ့ညွန်ကြားကကြောက်ဆောင်ကိုခွင်းဖို့ကြိုးစားတဲ့သဘောပဲဖြစ်ပါပြီအဲ့တော့လက်ရှိတက်ထဲမှာဆိုတဲ့ကောင်တွေဟာလည်းပဲကျွန်တော်တို့ဆွေမျိုးသားချင်းညီကိုတွေပါပဲ လက်ရှိဖက်စစ်တပ်ထဲမှာလုပ်နေတယ်ဆိုတဲ့အထက်မှာရရှားပြည်ကမွေးလာတဲ့ကောင်တွေလည်းမဟုတ်ဘူး။တရုတ်ပြည်ကနေတင်ကြားလေးကျင်ပြီးတော့စစ်တပ်ထဲဝင်လာတဲ့ကောင်တွေလည်းမဟုတ်ဘူး။ဒါမှရှိတော့ရှိမှာပေါ့နော်။အခုတရုတ်စစ်အရာရှိတို့တရုတ်နီးပညာရှင်ရရှားနီးပညာရှင်တွေတိုက်လေမှုတွေတော့ဝင်ပြီးတော့ကျင်နေပါ။အဲ့တော့အခုတနိုင်ငံလုံး PDF မရှိတဲ့မြို့မရှိဘူး။တော်လိုင်းရေးမလုဆောင်တဲ့မြို့မရှိဘူး။အားလုံးဟာနေရာနှက်မှာကြီးကြီးနဲ့တေးသေးရအောင်လုပ်နေကြတာကြီးပဲဖြစ်တယ်။အဲ့တော့ဖက်စစ်တပ်ထဲမှာရှိနေဆိုရယ်တိုင်မှုဆိုရယ်ကောင်းနေရဲ့ဆွေမျိုးသားချင်းတွေထဲမှာလည်း PDF နဲ့ကင်းတဲ့လူလည်းမရှိဘူး။နော်။အ နော် NLD နဲ့ကင်းတဲ့လူမရှိဘူးတဝင်းခွဲနှဝင်းခွဲကတော့ဆက်ဆက်နေမှာကြီးပဲဖြစ်တယ်အဲ့တော့ဆိုလိုတာကတော့မေအောင်လိုင်းဒီသူ့ဖက်စစ်တပ်ထဲမှာရှိတဲ့ဗိုလ်မှူးနဲ့အထက်ကောင်ဘယ်ကောင်မှယာတုတိုးပေးဖို့အစီအစဉ်မရှိတော့ဘူးဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းတော်ဆက်နေလို့ယာတုမရဘူးဆိုတဲ့မူဝါဒချမှတ်ပြီဆိုကြဲကဒီလက်နက်ကင်ထားတဲ့တပ်မတော်ဟာပြည်သူကိုကာကွယ်တဲ့တပ်မတော်မဟုတ်တော့ဘူးလူသူစုကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်နော်ရရဆက်ဆက် မင်းဟာ NLD နဲ့ဆွေမျိုးဘဏ္ဍဝန်းကွင်းတော်လို့မင်းယာတို့မပေးတော့ဘူးမင်းသေးတဲ့အထိဒီဘူကြီးဘွားနဲ့ပဲနေဒီဘုံမှုဘွားနဲ့ပဲမင်းကြုံဘွားနဲ့ခန့်မင်းကိုယာတို့တုံးမပေးတော့ဘူးဆိုတဲ့ကန့်သက်ချက်ချမှတ်လိုက်ခြင်းအဖြစ်မင်း online ဖက်စစ်တက်ဟာနောက်ဆုံးစီးကိုချိုးဖျက်ပြီးတော့ပြိုကွဲမှုကြီးစီကိုတိမ့်တည်မှုချရောက်ပြီလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဖက်စစ်အကြမ်းဖက်လက်ပါစီအဖြစ်နော်မင်း online ခိုင်းသမျှလွတ်ပြီးတော့ဘဝနီကုန်အဆုံးသတ်ကြမလားတိုင်းပြည်ကိုကာကွယ်တကယ်တကယ်ကာကွယ်ဆောက်ရှောက်တယ်ပြည်သူကိုတကယ်ကာကွယ်ဆောက်ရှောက်တယ်ပြည်သူစစ်သားဖြစ်တော်လိုင်းမှာဟောဒီမှာကျွန်တော်တို့ကဲ့သို့ပါဝင်ပြီးတော့ ကြာရတာဝန်ထမ်းဆောင်ရင်စစ်သားကောင်းတမိုင်းတွေရည်ထိုးကြမလားဆိုတာတော့လက်ရှိမင်းအွန်လိုင်းဖက်စစ်တပ်တွေကစင်ကြုံတုံတရားရှိတဲ့နိုင်ငံသားတွေတွေးတော့ဖို့ကြံပေးစကားပေးလိုက်ပါလိုက်ချင်ပါဒီမှာဘူဂျီနီမျိုးစင်ပြောထားသလိုပဲပေါ့နော်မင်းအွန်လိုင်းကတော့ သူတို့ဒီတက်တွင်းဖျက်တီတွေကိုကြောက်လုံးလို့ခုဆိုတော့ဒီတယမူရာထုကဆိုလို့ရာထုတို့ပွေးမယ်ဆိုရင်သူတို့အနေနဲ့ဒီကျော်တို့တလံပြတော်သားတွေနဲ့กินလို့ရမယ်ဆိုရဲပေါ့နော်ဒီသဘောတူညီချက်တွေပြီးတော့မှအစည်းမြင်တွေကိုထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီနေလောက်လိုက်ချက်ဖြစ်သူတို့ visitor ဘယ်လောက်ထိ UN ပစ္စည်းနေလဲဆိုတော့ကျော်တို့မိဘပြည်သူတွေချပြပြောဆိုထားတာမို့လို့ဒီ visitor ဆိုတော့ခုရဲ့ပိုင်းကျော်တို့ပြည်သူတွေရေကနေပြီးတော့မှပြစ်ချလိုက်တဲ့ရဲရင်တွေဒီတိုက်လေတွေနဲ့ပတ်သက်ပြီးတော့မှ တော်တော်လေးတွေ့ပြနေကြတာပဲဖြစ်ပါတယ်မြို့ပပြည်သူတွေကလည်းပြီးတော့မှစီလုံးညာဆောင်နဲ့ကျွန်တော်တော်လန်တဖို့နေတဲ့သူဒီလိုမျိုးဆက်လက်ပြီးတော့မှရှော့လန်းနေဦးမယ်ဆိုတော့ visit တေချာပေါ့မကြခင်မှာပဲဒီချာဆုံးတော့မယ်ဆိုတဲ့အကြောင်းနဲ့လည်းကျွန်တော်ထပ်ပြီးတော့မှတွေ့ရတယ်ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့စိတ်မပြအောင်မျိုးပဲနဲ့ဒီတော်လိုင်းမှာ visit anarchism နဲ့ပြသုံးတည်ဒီပေါ့နော်ဝိုင်းဝန်းပြီးတော့မှလှုပ်ဆောင်ကြပါဆိုလို့ပြောရင်းနဲ့ကျွန်တော်ဒီနေ့နေခင်မတစ်ဖြတ်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှ တာရဲ channel နဲ့ဒီလေးပတ်စံချပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်